စစ်ကောင်မရှင်ကအရေးပေါ်အခြေအနေကြီးညာထားတဲ့အတိုင်းနဲ့ပြည်နယ်၉ခုကမြို့နယ်63ခုကိုနောက်ထပ်ရပ်ပေါင်း90အရေးပေါ်အခြေအနေဖြစ်ဆက်လက်ကြီးညာကြောင်းအော်တိုဝါလာ31ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ 2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကတိုင်းနယ်ပြည်နယ်၉ခုမှာရှိတဲ့မြို့နယ်ပေါင်း63မြို့နယ်ကိုရက်60ကြာအရေးပေါ်အခြေအနေကြီးညာခဲ့ပြီးဒါကိုအော်တိုဘာလ31ရက်နေ့ကနေနောက်ထပ်ရက်ပေါင်း60ကြာအတီးဖြစ်တယ်လို့ယာယီသမရအဖြစ်ခံယူထားတဲ့မင်းအောင်လှိုင်ကထုတ်ပြန်ခဲ့တာပါ။ ဒီမြို့နယ်63မြို့နယ်ထဲမှာအာရခတပ်တော်အေးထိန်းချုပ်ထားတဲ့မြို့နယ်15ခုပါဝင်နေပါတယ်။နောက်ပြီးမကြသေးခင်ကစစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့တဲ့ရှမ်းပြည်နယ်ကတီဘောမြို့နယ်နဲ့ကြောင်မဲမြို့နယ်တို့လည်းဆက်လက်ပါဝင်နေတာဖြစ်ပါတယ်။အရေးပေါ်အခြေအနေအဖြစ်တပ်တန်းတိုးချောင်းကြီးညာထားတဲ့မြို့နယ်63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး စေအုပ်ချုပ်ရေးအာဏာကိုတက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုတွေကိုအနှင်းထားတာကဆက်လက်အတီးဖြစ်တယ်လို့တက်ချုပ်ယုံကစေအုပ်ချုပ်ရေးအမိန့်အမှတ်3/2025ကိုအော်တိုဝါလာ31ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်ရှင်။